စစ်ကောင်းဆောင်တရှုပ်တယောက်သည် သူနှင့်သူဇနီးအတွက်တီးတန့်ဓာတ်ပုံစရာခံထားသည့်တည်င်းကိုကြားလင်စာဖတ်သူများအံ့ဩကြလိမ့်မည်မြမစစ်တပ်သမိုင်းတွင်တရှုပ်ဖြစ်ခဲ့သူများသည် သူတို့အတွက်တီးတန့်ဓာတ်ပုံစရာမခံထားခဲ့ပေပြန်ကြားရေးဝန်ကြီးဌာနဒုမဟုတ်မြောက်ဝတီမီဒီယာမှဓာတ်ပုံစရာများကသာရိုက်ပေးကြသည်အမေရိကန်စစ်တပ်တွင်လည်းစစ်တပ်အကြီးအကဲအတွက်တိသက်ဓာတ်ပုံစရာခံထားခြင်းမရှိပေ စီယုံကျုပ်ရှိပြည်သူဆက်ဆံရေးယုံမှဓပုံဆရာများကရိုက်ကူးပေးကြသည် နိုင်ငံတကာညီဝဲပြပြမှုတိဆောက်ရေးအဖွဲ့နာဝတာခစ်တွင် တက်လျှောက်ဗိုလ်ချုပ်မူကြီးတန်းရွှေမိသားစုအတွက်စိုင်းဖုံးထူဓပုံဆရာအဖွဲ့ကရိုက်ပေးသည်ခရိုနီတထေးများကဗိုလ်ချုပ်မူကြီးမိသားစုအတွက်ဓပုံရိုက်ကူးရန်စိုင်းဖုံးထူဓပုံဆရာအဖွဲ့အားစီစဉ်ပေးခြင်းသာဖြစ်သည် သို့သောနိုင်ငံပိုင်သတင်းမီဒီယာများတွင်အသုံးပြုမိဓာတ်ပုံဗီဒီယိုများအားပြန်ကြားရေးဝန်ကြီးဌာနနှင့်မြောက်ဝတီမီဒီယာမှရိုက်ကူးပေးသည့်ဓာတ်ပုံများကိုသာအသုံးပြုသည်အာနာသိန်းစကောက်ဆောင်မင်းအောင်လိုင်းဒီလေအာနာမသိန်းခင်အထွတ်တူတပ်ပုံများအားမြဝတီမီဒီယာမှဓာတ်ပုံဆရာများကရိုက်ပေးကြသည်မြဝတီမီဒီယာမှဓာတ်ပုံဆရာများရိုက်သောဓာတ်ပုံများကိုစစ်တပ်ပိုင်သတင်းမီဒီယာများတွင်ထည့်သွင်းအသုံးပြုခဲ့သည် သို့သောစစ်ကောင်းဆောင်မင်းရောက်လိုက်သည်2021စစ်တပ်ကအာဏာသိမ်းပြီးနောက်သူနှင့်သူဇနီးတော်ဂျူဂျူလာအတွက်တိသက်တပ်ပုံစရာရှာကာခံထားခဲ့သည်စစ်ကောင်းဆောင်မင်းရောက်လာ၏တားဖြစ်သူအောင်ပြေဆုံးသည်ဓပုံဝါဒနာပါသူဖြစ်ပြီးမြန်မာနိုင်ငံဓပုံဆရာအသင်းမှပို့ရှားသည့်ဓပုံတင်တန်းကိုပင်တက်ရောက်ခဲ့သူဖြစ်သည်ထို့ကြောင့်လေသူဖားခင်မင်းရောက်လာအတွက်ဓပုံဆရာကောင်းတက်ရောက်ရှာရလွယ်ကူခဲ့သည် စစ်ကောင်းဆောင်မင်းအောင်လိုင်းနှင့်သူဇနီအတွက်တီးတာဓာတ်ပုံရိုက်ပေးရသည့်ဓာတ်ပုံဆရာမှာပြည့်ဦးအောင်ဖြစ်သည်မြန်မာဓာတ်ပုံလောကတွင် Blood Dream ဟူ၍တည်ကြသည် ရခင်က Blood Dream အမည်ဖြင့် Blogger အဖြစ်လည်းတည်ကြသည်ဓာတ်ပုံဆရာပြည့်ဦးအောင်သည်မြန်မာဓာတ်ပုံဆရာလောကတွင် ရေရောက်ဓာတ်ပုံများရိုက်ကူးခြင်းဖြင့်နာမည်ကြီးလာသူဖြစ်သည်မြန်မာနိုင်ငံတွင်ရေအောက်ဓာတ်ပုံများအားပထမဆုံးရိုက်သည့်ဓာတ်ပုံဆရာဟုလည်းဆိုနိုင်သည် ပြေဦးအောင်သည်ရေအောက်တပ်ပုံများမရိုက်ခင်ကခီးသွွားတပ်ပုံများနှင့်တဘာဝအလတပ်ပုံများရိုက်ကူးခဲ့သည်ထို့နောက်မြိတ်ကျွန်းစုပတ်သွားကရေအောက်တပ်ပုံများရိုက်ကူးခဲ့ပြီးနမည်ကြီးလာသူဖြစ်သည်ဘလော့ဂါခစ်တွေမှာသူကရုရှားမှရောက်နေတာဖြစ်ပါတယ်ဘလော့တွေခစ်တုံးကပေါ့ရုရှားကနေပြီးတော့အပါရှား21ဆိုပြီးတော့တပ်ပုံစားရိုက်ပါတယ် ။နောက်ပိုင်းမှာတော့အန်ဒါဝါတာဘက်ကိုပြောင်းသွားတာဟုဓာတ်ပုံဆရာတဦးကစစ်ကောင်းဆောင်၏ဓာတ်ပုံဆရာပြည်ဦးအောင်နှင့်ပတ်သက်၍မှတ်ချက်ပြုသည်။အာနာမသိန့်ကအထီတော့လူကောင်းတစ်ယောက်ဖြစ်ပါတယ်။အရှားလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။အနာသိမ့်ပြီးတော့မင်းအောင်လာရဲ့အနီးကပ်လူဖြစ်သွားတာပေါ့ဟုပြေဦးအောင်နင်းပသက်၍သူနှင့်ရင်းနှီးခဲ့တဲ့နမဲကြီးတပ်ပုံစရာတအူးကပြောသည် စစ်ကောင်းဆောင်မင်းအောင်လာ၏လက်ဆွဲတပုံစီယာဖြစ်လာသည့်ပြည်ဦးအောင်သည်စစ်တပ်ကတော်အပတ်စဉ်49 DS 49ကျောင်းစင်တအူဖြစ်သည်စစ်တကတူပြီးနောက်ရုရှားသို့ပြင်ညာတော်တင်သွားရောက်ခဲ့ပြီး2010ပြည်နှစ်နောက်ပိုင်းမှမြန်မာနိုင်ငံသို့ပြန်လာသူဖြစ်သည်ထို့နောက်သူသည်ပြည်ဦးလွင်ရှိတက်မတော်တိတ်ပန်နှင့်ဤပြည်ညာသူတေသနာဌာနတာတာနာတခွဲကန်တွင် အလုပ်လုပ်ရသည် လက်နက်ကြီးလက်နက်ငယ်များကြီးမထွက်ခြင်းကြီးညက်ခြင်းစသည့်ကိစ္စများကိုစစ်ဆေးရခြင်းဖြစ်သည်ဓာတ်ပုံရိုက်ဝတ္တနာပါတော့ဝုံမှုပြေဦးအောင်သည်ရှင်းလင်းရှင်းမြန်တရင်တပ်ဖွဲ့များတွင်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိခဲ့ပေပြည်ဦးလင်တွင်သာပတ်ခွေနေရသည့်အရာရှိတအူးဖြစ်သည်ဘုံမှုပြေဦးအောင်သည်စစ်ကောင်းဆောင်မင်းအောင်လှိုင်၏တိတ္တဓပုံစရာမဖြစ်ခင်ကစစ်တမထွက်ရန်အကြိမ်ကြိမ်စူးစမ်းခဲ့သည် ်ထို့သောရုရှားတွင်ပညာသင်ကြားခဲ့သူဖြစ်သည့်အတွက်စစ်တမထွက်ရန်ပုံမခတ်ခဲ့ခဲ့သည်ထို့သောဆရာနာသိမ့်မီနာစစ်ကောင်းဆောင်မင်းအောင်လိုင်းနှင့်တော်ကျူကျူလာတို့၏တိသက်ဓာတ်ပုံစရာဖြစ်လာသည့်အခါစစ်တမထွက်ရှင်သည့်အကြောင်းမပြောတော့ကြောင်းသူနှင့်ယင်းဤသူတို့အူကဆိုသည်တရှုပ်ဤမြောက်စားမှုကြောင့်ဗိုလ်မှူးပြေဦးအောင်သည်လဲကြွယ်ဝရှမ်းသာလာခဲ့သည် အာနာသိမိနာပြေဦးအောင်သည်စစ်ကောင်းဆောင်၏တီးတပ်ဓာတ်ပုံဆရာဖြစ်လာခဲ့သည့်အပြင်ဗိုလ်မှူးပြေဦးအောင်အားယာတူတိုးပေးပြီးယခုအခါနေပြည်တော်စစ်ရုံးချုပ်သို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သည်ဗိုလ်မှူးပြေဦးအောင်ရွေးပေးသည့်စစ်ကောင်းဆောင်နှင့်သူ၏ဇနီးဓာတ်ပုံကိုသာညဝတီမြမအတန်မြမအလင်းနှင့်ကျေးမုံတည်င်းစာများတွင်ထွေရသည်စစ်ကောင်းဆောင်၏ဟန်ဆောင်လင်းညာထားသောရုပ်ပုံများပြည်သူလူထုမြင်တွေ့ကိုရရန်ဗိုလ်မှူးပြေဦးအောင်ကကူညီပေးနေရခြင်းဖြစ်သည်။ ဟန်ဆောင်ကောင်းသည့်အတွက်ဗိုလ်ချုပ်မူကြီးမရောက်လိုင်အားဓာတ်ပုံနိုင်ငံရေးသမားဟုနေပြီးတော့အတိုင်းအဝိုင်းတွေပြောဆိုကြသည်ဓာတ်ပုံပေါ်တွင်မြင်ရသည့်သူ၏ပုံတံတန်သူ၏စိတ်နှင့်စိတ်ထားနှင့်လှုပ်ဆောင်မှုမှာတခြားစီဖြစ်နေခြင်းကြောင့်သူအားဓာတ်ပုံနိုင်ငံရေးသမားဟုနေပြီးတော့အတိုင်းအဝိုင်းကခေါ်ဆိုကြခြင်းဖြစ်သည်။အာနာသိမီနာနေမဲကြီးဓာတ်ပုံဆရာတယောက်ခန့်၍သူ၏မူလရုပ်ပုံလွှာကိုဖုံးကွယ်ရန်ကြိုးစားတော်လဲအောင်မြင်မှုမရပေ။ အာနာသိမ့်မီနာစစ်ကောင်းဆောင်မင်းရောက်လာရင်ရဆက်ရုံမှမှုများကြောင့်ပြည်သူလူထုကပုံမုံမုံတီးလာခဲ့သည်မြန်မာပြည်သူလူထုသာမကတူလက်အောက်တွင်တာဝန်ထမ်းဆောင်နေသောစစ်သားများကပင်တနေ့တရှာစစ်ကောင်းဆောင်အားမုံတီးသူပုံမုံများပြလာနေသည်